ေ့ကတော့ကျွန်တော်တို့ကိုယ်တိုင်ကားဝယ်မှာကျော်ထက်ကျော်ထက်စော်ရဲကျော်ထက်အောင်ရဲကျော်ထက်စော်ရဲကျွန်တော်တို့ဆိုရင်ကျွန်တော်ရဒီနေ့ VJ60 ကားကိုဝယ်มาဖြစ်ပါတယ်ဒီနေ့ဆိုကျွန်တော်တို့ကခါတယ်ကားတော့ယူပြီးကျွန်တော်မောင်းပြီးပြန်มาဖြစ်ပါတယ်ဒီလိုမျိုးအမိုက်စား SUV ကားတွေကိုတကယ်ဝယ်ယူအားပေးခဲ့တယ် မတို့ချစ်ရတယ်အမှုပညာရှင်အမေကျော်အစိုးတော်ချက်ရံလို့စနေချက်ကိုဖိတ်ပါရစေကောင်းကြိုက်တဲ့သူတွေ off road ကားကြိုက်တဲ့သူတွေဒီလိုမျိုးကားဆိုင်ကြီးကြီးကြိုက်တဲ့သူတွေအတွက်တွေးချင်ရမယ်ကားသေးပါခင်ဗျ တော့သူအရှိရ share နဲ့မီးသီးကိုတော့တော်တော်သဘောကျတယ်။လက်မဲကိုပူစားမှာ ော့ကျွန်တော်တို့ BIC ရဲ့ပထမဆုံးပွဲထွက်လာတဲ့ဒီ offroad ကားတဲ့ DJ 60ပေါ့နော်ကျွန်တော်ဒီကား launching ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဟုတ်အဲအဓိကဆွဲကောင်ချက်တွေကတော့ကျွန်တော်အကား luxury ဖြစ်မယ်ကျွန်တော်ပြီးတော့ on road က off road ကနှမျိုးလုံးမောင်းနေနိုင်မယ်ပြီးတော့ဒီကား site ကြီးကြီးကြီးကြိုက်တဲ့သူတွေအတွက်ပြီးတော့ key key way သွားတဲ့သူတွေမိသားစုများများနဲ့ ခီးသွားခြင်းတဲ့သူတွေပြီးတော့7 seater ໃຊ້တဲ့သူတွေအတွက်လုံးဝဒီဒီအမိုက်စားကားအမျိုးစားပါเนาะပြီးရင်ပါတဲ့ feature တွေအာဒီဟို function တွေဆိုတာလည်းအရန်ဟိုဟိုဒီအသုံးဝင်တယ်ပြီးတော့ four wheel drive အမောင်းခြင်းနဲ့ customer တွေအတွက်လည်းလုံးဝအာဒီ four wheel drive ပါ system ပါတဲ့အတွက်အသုံးပြုတဲ့အခါမှာလည်းလုံးဝအမိုက်စား feeling ကိုခံစားရမှာပေါ့เนาะ မတန်မှခံညာချောမောလာပါလေအမှုတရားရှင်တယောစာကိုထူအောင်ဖိတ်ခေါ်ပါရဲ့ရှင်ဒီနေ့ကတော့ကျွန်တော်တို့ကိုယ်တိုင်ကားဝယ်မှာကျွတ်ထက်ကျွတ်ထက်စော်ရဲကျွတ်ထက်အောင်ရဲကျွတ်ထက်စော်ရဲဝေးကိုထူအောင်ကြာငယ်နမယ်ဆွဲနေရဟုတ်ဟုတ်ကျွန်တော်သူ့ကိုငယ်ငယ်လေးတည်းဆိုငယ်နမယ်ကျွတ်ထက်အောင်လေ တော့ကျွန်တော်ဆော်ရဲကျွန်တော်ရဲဒီနေ့ VJ 60ကိုဝယ်มาဖြစ်ပါတယ်ဟုတ်ပါဟုတ်ပါတယ်အဲအဲ့တော့မောင်းခဲ့တဲ့ဟုတ်တယ် အမောင်းခဲ့တဲ့ကျွန်တော်ကတော့အဖြူဝယ်ပါပါအကျွန်တော်အောင်ကျွန်တော်ဟုတ်တယ်ဖြူပါအဲ့ဒါကျွန်တော်ကတော့အနက်အနက်ယူပါပါကျွန်တော်တို့ကဒီကိုကိုရိုင်းမောင်းကြည့်ပြီးတော့တကယ်လဲစိုက်နေတတ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ဆိုကျွန်တော်တို့ကခါတယ်ကားတော့ယူပြီးကျွန်တော်မောင်းပြီးပြန်มาဖြစ်ပါတယ်ဆိုမေးပါကျွန်တော်ပြောတယ် ပြီးတော့ရှေ့မှာကျွန်တော်တို့ဒီအာတို့ရဲ့ signature design ပေါ့နော်ကျွန်တော် BJ60 ရဲ့ဒီ unique grill design ရှေ့မျက်နှာကလည်းလုံးဝအာဟိုကြည့်လိုက်တာနဲ့ဖန်ဆားနိုင်တဲ့အမြင်အာရုံပေါ့နော်အဲအဲ့ဒါကိုကျွန်တော်တို့ဟိုဟာဟိုသူ့ရဲ့ထူထားတဲ့အချက်လေးပေါ့ကျွန်တော်ကတော့ HUD display တော့ head up display တွေပါမယ် upper car bay တွေပါမယ်ပြီးတော့ အာဒီကားတွေထဲမှာပထမဆုံးပါလာမဲ့ active noise cancellation ဆိုရယ် ANC move ပေါ့နော်ဟုတ်အဲ့ဒါလေးလဲကျွန်တော်တို့ဒီကားထဲမှာထည့်သွင်းထားရတယ်ဗျာဆိုတော့မောင်းနေတဲ့ကားအပြင် noise တန်နေခါရတန်နေအကုန်လုံးအရင်ဟိုမကြားဘဲနဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့လုံးဝလုံလုံစိတ်ချရတဲ့ feeling ကိုခံစားရပြီဗျာဟုတ်ဒီလိုမျိုးအမိုက်စာ SUV ကားတကြီးတကယ်ဝယ်ယူအားပေးခဲ့တယ်ကျမတို့ချစ်ရတယ်အမှုပညာရှင်အမေဂျွန် ဝမ်းမနေနဲ့ဒီကမှမင်းလို့ဖြစ်ကြနေမသိတော့ဘူးတော့မင်းတို့ပဲ hey စံပြေမာလေးဒီဒီကြကြတဲ့ကလေးပဲကိုကြီးဆောင်ရတဲ့တတတရစေစားပြီးမှဒီချစ်ကိုတန်းနေနေ you my name ကားရဲ့ဆွဲဆောင်နိုင်တဲ့အချက်ကနံပါတ်1ကကျတော့ဒီဇိုင်းပိုင်းပေါ့နော်ကျွန်တော်တို့ဒီဒီဇိုင်းပိုင်းဆိုလို့ရှိရင်ဟိုးအရင်တော့ကျွန်တော်တို့ ါက brand တော့ထုတ်မပြောတော့ဘူးကျွန်တော်အရင်တော့စီးရဲ့ကားတစ်ခုပေါ့နော်ဒီဒီခေါင်းနဲ့ရကြတော့အဲ့ခေါင်းနဲ့တူဒါမဲ့ digital ပုံစံဖြစ်သွားတာညဘက်မှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုခေါင်းခေါင်းပိုင်းနဲ့လှတယ်ပေါ့နော်ပြီးကျွန်တော်တို့အနောက်နောက်ဘက်အချမ်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကသူ့ရဲ့ပုံစံကဒီကျွန်တော်တို့ဟိုပရိုဂရမ်ပဲယောက်ျားလေးတွေကြီးပဲစီးပြီးခန့်ညားတာမျိုးမဟုတ်ဘဲနဲ့အမျိုးသမီးတွေစီးရဲ့ဆိုလို့ရှိရင်လည်း luxury တိုက်မျိုးဘက်ကိုကျွန်တော်တို့သွားတဲ့အတွက်ကြောင့်မလို့ ောက်ကြောင်းဝင်းမှာစီးမယ်ဆိုလို့ရှိရင်တော်တော်လေးကိုအဆင်ပြေတယ်မှာပါတယ်ပေါ့နော်ပြီးတော့ထဲထဲမှာကျွန်တော်တို့မီးလေးတွေဆိုလို့ရှိရင်အယောင်ပေါင်းများစွာပါတယ်နော်156ပါဟာဟာကောင်းတော့မိုင်းလိုက်အာလက်ချက်ဒါဒီလေးချက်ထားတယ်ဟာ156ရောက်ပါတယ်ထဲကအတွင်းကလည်းတော်တော်လက်ဆွေဖြစ်တယ်နော်ဟုတ်ပါတယ်ကျွန်တော်တို့ရှေ့ရှဲနဲ့မီးဒီကိုတော့ကျွန်တော်သဘောကျတယ် မဲမဲကိုပူစားမှာဝန်ဒီကတော့အာကိုတို့ဒီ9နှစ်ကီလိုသသိန်းပေါ့နော်ကျွန်တော်အရင်ကားတွေ BIC ကားတွေပေးသလိုပဲဒီကားကလည်းကျွန်တော်9နှစ်ကီလိုသသိန်းပေးပါတယ် engine gear box အဓိကအာဒီ warranty ပေးထားတာပါပြီးတော့ရန်ကုန် license SKD နဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ရန်ကုန် license အချိန်နဲ့တက်တဲ့သူတွေအတွက်လည်းလုံးဝဟို ဝယ်သင်းတဲ့ကားမျိုးစားလေးတစ်ခုဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ BJ 16ကား launch လုပ်တယ်ဟိုဒီထက်မကအောင်မြင်ပါစေเนาะကားကြီးလည်းအများကြီးရောင်းရပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျ PC ကောင်းကြိုက်တဲ့သူတွေ off road ကားကြိုက်တဲ့သူတွေဒီလိုမျိုးကား site ကြီးကြီးကြိုက်တဲ့သူတွေအတွက်တွေးချင်ရမယ်ကားကြီးပါခင်ဗျဟုတ်ဟုတ်